ပိုလာကျင်လို့လှုပ်လိုက်မိတဲ့အရာတစ်ခုကြောင့်အရင်ကထက်စပောင်းများစွာယုံညံ့တယ်လို့ဖြစ်သွားခဲ့ရတဲ့တင်စာဝင်းကျော်တင်စာဝင်းကျော်ကကျော်ရှင်းတဲ့လက်တရားနဲ့အတူဆွဲမစရာကောင်းတဲ့ခန္ဓာကိုယ်လက်တရားတွေကိုပိုင်ဆိုင်ထားတာကြောင့်ယောက်ျားသားတွေရဲ့အသေးဆွဲမင်းသမီးဖြစ်နေရတာအလုံးလဲအသိပါပဲသူမရဲ့လက်တရားကမြမမျိုးသမီးစစ်စစ်တယောက်ရဲ့လက်မျိုးဖြစ်တဲ့အတွက်ပူကြီးတင်တာမကအမျိုးသမီးတွေကပါကြိုက်နှစ်သက်ရတာပါဒါပေမဲ့အခုနောက်ပိုင်းမှာတော့တင်စာဝင်းကျော်ကရုပ်ရင်လာခဲ့တယ်ဆိုပြီးပြောဆိုခံနေရတာဖြစ်ပါတယ် တင်ဇောင်းဝင်းကျော်ကအမှုပညာလုပ်တွေရဲ့နားထားခဲ့တာကြပါပြီအမှုပညာလုပ်ပြန်စလုပ်တဲ့အချိန်မှာအရင်လိုမလာတော့ပဲတခုခုလိုနေတယ်ဆိုပြီးခစားရနေစေတာပါတကယ်တော့အခုလိုရုပ်ရင်တလို့ဖြစ်သွားရတာကတင်ဇောင်းဝင်းကျော်ကိုယ်တိုင်လုပ်ထားတဲ့အရာတစ်ခုကြောင့်ပါတင်ဇောင်းဝင်းကျော်ကအမှုပညာလုပ်ကိုပြန်စလုပ်နေပြီဖြစ်တယ်လို့သူမရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကိုလည်းလက်ပအောင်ထိမ့်သိမ်းလို့နေပါတယ်မျက်နှာမှာဆိုရင်ရေပြာကူးတတ်မှုတွေကိုစေခမ်းမှာကူးတတ်နေတယ်လို့သွားအတွက်လဲကူးတတ်ခဲ့တာပါ တင်စာဝန်ကျော်ရဲ့သွားတွေကညီမညာဖြစ်နေတာကြောင့်သွားကိုညီညာစေချင်ခဲ့ပါတယ်။ဒါကြောင့်မို့လဲသွားညီအောင်သွားညီစစ်တက်ခဲ့တာပါ။သွားညီစစ်တက်တာကဒီအတိုင်းတက်လို့ရတာမဟုတ်ဘဲညီမညာဖြစ်နေတဲ့သွားတချို့ကိုနှုတ်ပြရတာမျိုးရှိပါတယ်။တင်စာဝန်ကျော်ရဲ့သွားက၈ချောင်းတောင်နှုတ်ခဲ့ရတာပါ။သွားညီစစ်တက်ဖို့၈ချောင်းတောင်နှုတ်လိုက်ရတာမို့လက်ရှိမှာသွားက32ချောင်းလည်းမကြည့်တော့ပါဘူး။သွားနှုတ်ပြီးပြီဖြစ်တဲ့အတွက်သွားညီစစ်တက်ကသွားကိုလက်ပအောင် လုံနိုင်ခဲ့တာပါ။ တွားညစ်ဆက်တက်တာကိုလွယ်ကူတယ်လို့လူအများကထင်ကြပေမဲ့တကယ်တမ်းတော့မလွယ်ကူပါဘူး။တွားညစ်ဆက်တက်လိုက်ပြီးဆိုရင်မျက်နှာပေါက်ကလေးငကိုရှင်ရဲဆွဲပုံစံနဲ့မတူတော့ပါဘူး။တွားတွေကညီညီညာညာဖြစ်သွားသလိုမေးဥတွေကလည်းနေရာပြောင်းသွားတာပါ။ဒါကြောင့်မို့ပါကအထဲကိုချမ်းဝင်က မေးဥမောသွားတဲ့ပုံစံဖြစ်လာတတ်ပါတယ်။တချို့တွေဆိုရင်ဘွေရှိမျက်နှာနေထားကိုလိုချင်တဲ့အတွက်တွားညစ်ဆက်ကိုတကူးတကတက်ကြတာတွေတောင်ရှိပါတယ်။ ဒါကြောင့်မို့တင်စာဝင်ကျော်ရဲ့ပုံစံကအရင်နဲ့မတူတော့ပဲပြောင်းလဲသွားခဲ့တာပါမျက်နှာနေထားကပြောင်းလဲသွားတဲ့အတွက်လူများမျက်လုံးထဲမှာတမျိုးဖြစ်သွားခဲ့ရတာပါတင်စာဝင်ကျော်ကတော့လက်ပအောင်ပြုပြင်လိုက်ပေမဲ့လူများမျက်လုံးထဲမှာရုပ်ရင်းတလိုအနေထားဖြစ်သွားရတာပါတချို့ကလည်းတင်စာဝင်ကျော်ကလက်ချင်လုံးကမျက်နှာကိုဆေးနဲ့ထိုးပြီးပြုပြင်တယ်လို့အဖြစ်တင်နေကြတာပါတင်စာဝင်ကျော်သားတဘာဝအတိုင်းသားမျက်နှာကိုထိမ့်သိမ့်တလို့လုံးဝပြောင်းလဲအောင်ပြုပြင်တာမျိုးမရှိပါဘူး အခုလိုသွားပြင်လိုက်ရတဲ့အပေါ်မှာလဲတူမနေနဲ့ရမ်းကိုကျင်နေပါတယ်။လုံးရက်သွားတယ်လို့အစ်စ်တင်ကြတဲ့အပေါ်မှာလဲခစားကစိတ်တကြတာမျိုးမရှိပါဘူး။တူမကိုတူမအမြဲတမ်းလှနေတယ်လို့တာခံယူထားတာဖြစ်ပါတယ်။တင်စာဝင့်ကျော်ကတော့ယုံကြည်ချက်ကိုရှိတင်တာထက်ပိုပြီးတော့ထားတင်တယ်လို့သာခံယူထားတာပါ။တင်စာဝင့်ကျော်ကတူမကိုတူမယိုးနေရလို့ခစားရတဲ့အတွက်ပုံစံအစ်စ်တွေအမြဲတမ်းပြောင်းလဲနေမှာပါ။တူမကိုတိုင်ပြောင်းလဲတဲ့ပုံစံကြောင့်ရလာတဲ့ရလက်ကိုလည်းလက်ခံဖို့အဆင်သင့်ပါပဲ။ ဘေးလူတွေရဲ့စကားကြောင်းစိတ်တကြကအားငယ်တဲ့အထင်းပါပဲသူလို့တင်တဲ့အရာတွေကိုလောက်ကရှင်တန်နေတာဖြစ်ပါတယ်။တင်ဇာဝင်ကျော်ကတက်အရွယ်အရလက်တရားကလည်းပြောင်းလဲလာတဲ့ပုံစံမျိုးဖြစ်ပါတယ်။အရင်တုန်းကဆယ်ကျော်တက်လို့မြင်ချက်သေးတဲ့အလက်မျိုးဖြစ်ပေမဲ့အခုလက်ရှိမှာရင်ချက်ကကွဲထွက်နေတဲ့အလက်မျိုးနဲ့ဗားရှင်မျိုးမျိုးကိုမြင်တွေ့နေရတာပါ။ပရိသတ်တို့ရောတင်ဇာဝင်ကျော်ရဲ့လက်ရှိပုံစံကလာတယ်လို့ထင်လားဆိုတာပြောပြခဲ့ပါဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။